တွန်းလင်းလေးနဲ့ရောက်တာပေါ့ပထမကတော့ဖြည်းဖြည်းချင်းဒီလိုမျောလင်းချက်တော့ရှိပါတယ်ဆိုင်ကြီးပွင့်မလို့လေအခုကတော့ဖြည်းဖြည်းချင်းပေါ့ဒီလို အခုဆိုရင်ငါခန်းလေးနဲ့ကျွန်တော်ပွင့်တယ် now လေးကြိုးစားနေပါတယ်ကျွန်တော်ကိုပိုင်ဆိုင်ခန်းလေးနဲ့ဆိုလို့ရှိရင်လေပို့ပြီးတော့ဒီထက်နောက်ထပ်ဒီမီနူအသေးလေးတွေထည့်မလို့စင်စားထားတာလေးတွေလည်းရှိပါတယ်အများကြီးဟုတ်ကဲ့ဒီဆိုင်ပွင့်မို့ကျွန်တော်တနည်းရလောက်ရှင်းပေးခဲ့ရတယ်မှလည်းဟုတ်ဒီတွန်းလင်းနဲ့ဖွင့်ပွင့်တော့ကျွန်တော်အရင်ကတစ်ဆင့်နဲ့၈သိန်းလောက်ကျွန်တော်ရင်းရပြီးတယ်အခုဒီဆိုင်နဲ့ဆိုတော့အခန်းခန်းနဲ့ပါနဲ့ဆိုလို့ရှိရင်တော့ တရားနည်းနည်းလာခြင်းရတာပေါ့အဲ့လိုအဲ့လားတော့ကွာတယ်ဟုတ်အေးရောင်းရတာနဲ့အခုဆိုလို့ရှိရင်မီနူအသေးလေးတွေကျွန်တော်ရဝက်သက်လေးတွေထိထက်တာလေးတွေရှိတယ်အမ်ကွာတော့အေးမကွာဘူးအခုခိုက်ကန်လာနေအဲ့လိုမျိုးပေါ့အာသူ့ဇင်းလုံးလေးနေတော့ကျွန်တော်နည်းနည်းလေးအပြန်ပြုတ်ပြင်ထားတာဥစ္စာလေးတွေတော့ရှိတယ်ဟုတ်အခုကတော့ဒီလိုဥစ္စာလေးတွေဝန်ထမ်းလေးတွေတော့ရှိတယ် ၃လရရှိတယ်ဝေါ်စာမျိုးရောအင်ချင်မန်းရောဆိုတော့ရင်းလုံးကလိုမျိုးတက်တာနင်းနင်းလေးတော့ပို့ပြီးတော့ကြည်လာတာပေါ့ဟုတ်ကဲ့ကျွန်တော်အခုပြောထွန်းတာကတော့လေဝက်ကောက်သားအကင်ရယ်ဝက်ကောက်သားအကင်ပေါ့ဝက်နံရိုးဝက်နံရိုးအလူးလေးတွေပေါ့အဲ့ဒါပေါ့အကင်လေးရတယ်တောက်လေးရတယ်ဟုတ်အဲ့လိုမျိုးလေးတောက်တတ်တွေ့တယ်ဟုတ်အရသာကလည်းမလေးအရင်လုံးကတည်းကကျွန်တော်ပို့ပြီးတော့လေးစူးစမ်းပြီးတော့ထင်းသိမ်းထားတယ်ပို့ပြီးတော့လေးဒီထက်ကောင်းအောင်လေးကျွန်တော်အမြင်နဲ့ကျွန်တော်စူးစမ်းတယ်တရက်တစ်ရက်တရက်ဒီနေ့တစ်ရက်ပို့ပြီးတော့အဆင်ပြေအောင်ဒီနေ့တစ်ရက်ပို့ပြီးတော့ဒီကိုမလာတဲ့ကစနေရဲ့ ဒီ common လေးတွေပြတဲ့ဥစ္စာရတာလေးတွေကိုသူတို့ရဲ့စိတ်တိုင်းကျဖြစ်အောင်လေအမြဲတမ်းကြိုးစားနေပါတယ်ဟုတ်ကဲ့အသားယူရှင်မှုကတော့အမှန်လေးကျွန်တော်ကလေအရင်တော့ကလေကျွန်တော်ဒီတိုင်းပဲအခုလေးဒီတိုင်းပဲကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ကြိုက်တဲ့အသားကိုရမ်းမှကျွန်တော်ရောင်းလာကျွန်တော်ကြိုက်တဲ့အသားကိုမရရင်ကျွန်တော်မရောင်းဘူးအဲအဲ့လိုမျိုးစိတ်တိုင်းမကြိုက်ရင်ကျွန်တော်ပိုက်ပစ်လိုက်တဲ့စိုက်ကိုကျွန်တော်မရောင်းဘူးကျွန်တော်ကိုစိတ်တိုင်းကျအသားလေးတွေမှာအဲ့လိုမျိုးရောင်းအောင်ကြောင်းလာဟုတ်ကဲ့ကျွန်တော်အချမ်းအဖင်းပြောပြလို့ရှိရင်တော့ကျွန်တော်မှအမေသားတွေကဆိုရင်အာမုခိုသားလိုင်းသားဂေါက်သားနှုံးသားပေါ့အာဖိုက်တင်းမောလေးတွေရောကျွန်တော်ထိထားပေးတယ် ဲ့ဒီဥစ္စာတွေလေအဲ့လိုမျိုးလူကြိုက်များဆုံးကတော့မုခိုကြိုက်တယ်။ကျန်တဲ့ဥစ္စာလေးကျွန်တော်မှတခါမှမကြံဘူး။ကျန်တဲ့ဥစ္စာလေးလေးကုန်တယ်။ဝဲကောက်သားဆိုတာလေနေတိုင်းနေတိုင်းလိုမျိုးရောင်းရတယ်။ကျွန်တော်မှဒီနေ့ကြံတော့တယ်။အာမနေ့ဖန်အတွက်အဲ့လိုမျိုးကျွန်တော်မရှိဘူး။ကျွန်တော်ဒီနေ့ဥစ္စာကိုဒီနေ့လောက်တယ်။ဒီနေ့ကုန်တယ်။ဒါမှတခါတလေအနာတာတခုကကာစတန်နဲ့အဝေးကလာတဲ့ကာစတန်နဲ့အဲ့လိုမျိုးအာသူတို့လာလို့ကျွန်တော်မှကုန်တော့တဲ့အခါမျိုးတွေအဲ့လိုမျိုးကြတော့အရင်အားနာတယ်။ဟုတ်တယ်တကယ်ပဲလားတော့ဒီကကိုနိုင်ငံသားတွေကိုလေကျွန်တော်တော်တော်များများလေးမင်းတို့အသေးလေးတွေလည်းစဉ်းစားထားတာရှိတယ်။ဒါမှမဟုတ်အကို ဒီလောက်တော့ဒီလောက်တော့မဟုတ်ဘူးကျွန်တော်ကိုနောက်ထပ်အရှင်တော့နင်းနေလောက်တော့ပေးအောင်မယ်ကျွန်တော်ကိုပိုင်ခန်းလေးတစ်ခန်းကျွန်တော်ရအောင်ကြိုးစားနေတယ်ကြိုးစားတဲ့အခါကျတော့ကျွန်တော်လောက်ရှင်နဲ့ဖြည့်ရှိရှိနဲ့မီနူကိုသိလေးတယ်လေကျွန်တော်ကိုစိုက်ကူးတင်မှာဆန်တာလေးတွေမှာကျွန်တော်စဉ်းစားရတာလေးတွေအများကြီးရှိပါသေးတယ်တနေ့ကျော်ကျော်လောက်တော့အရှင်ပေးအောင်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပို့တထောင်တို့ဒီတကုံတို့ပါများတကုံတောင်းတကုံ တောက်ကလာအများကြီးပါပဲဆိုင်ချောင်းအကုန်လုံးဟောတော်တော်များများ delivery လေးပို့ပေးပါတယ်ဟုတ်ကဲ့သူတို့မှလို့ရှိရင်ဟုတ်ရခိုင်တောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွာရခိုင်ပေါ့ရှင်ကန်စားဦးစားအင်းမျိုးပေါ့အင်းမျိုးလောက်လောက်တော့ပေးတယ်ကျွန်တော်ဆက်ပြုတ်ဆိုလို့ရှိရင်လည်းကောင်းကောင်းလေးအင်းမျိုးပေါ့ဆက်ပြုတ်ဒီအာအမိတွေအမိပြောက်ထွက်တဲ့အယိုးတွေပြောက်ထွက်တဲ့ဆက်ပြုတ်အရေတွေအမေအမေဘယ်လိုပြောလဲဒီအမေရိုးပြောက်တဲ့ အရေးပေါ့စပြုတ်ရေးအဲ့ဒီအရေးဒီနဲ့ကျွန်တော်ဒီအရှင်းချုံမှုတွေပါတယ်မရှိနေအသေးစားစနိုက်တရလေးကျွန်တော်ထည့်ပြီးတော့စပြုတ်လေးကျွန်တော်လုံးပေးတယ်ဟုတ်ကဲ့ပုံလေးကြီးတော့မရှိဘူးဒါပေမဲ့အဲ့လိုမျိုးတတ်မှတ်ထားတဲ့အရှင်ကတော့နှစ်နာရီခွဲနေပြီးတော့ရှင်းနိုင်ဖြည်းတတ်မှတ်ထားပါတယ်ကျွန်တော်တို့ဒီယူရီယာစတိုင်မျိုးပေါ့အသားကင်လေးတွေနောက်ဒီရခိုင်ရခိုင်ပေါ့နော်ရခိုင်တောက်အဲ့လိုမျိုးရှင်းကန်စား ဟိုစပြုတ်တော့ပါတော့အဲတခါတလေအမေသားနဲ့ပတ်သက်လို့အမေသားဒီဝါစာတော့အာစပီရှယ်လေးစရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီမိခင်ဆိုင်ကကြိုးစားပါတယ်ဟုတ်ကဲ့